အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေ Nutri ဆိုတာချူဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာတော့ size ရာပိုင်းတွေးတင်ချာရေးသားထားတဲ့လက်ဖွဲ့ဆိုတဲ့ဝတ္ထုတို့လေးကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြီးကြပါခင်ဗျာလက်ဖွဲ့ပစုံလေးဖြင့်၄កောင်၃កောင်ကင်မွန်းငါကပါယုံဆိုတာရင်းညိလဲလေး၅ဘက်လောက်မုံလာဥနီပူစားဘဲတို့ကခတ်ပါပါပြောင်းမှုငယ်နဲ့ပေါင်းရင်တော့၅ချက်သားမပြည့်ချင် တည်ကြတဲ့ကျဲ့ဥတလုံးရဲ့ခြွေတာရေးပုံစံကိုမြင်ရသည်ပုံမှန်ပကံတပြားစာတဲ့ရော့နေတဲ့အင်္ဂလိပ်အခေါ် seafood သမင်းကျော်ကိုမာစားပြီးကမှနောင်တရကျင်တယ်လို့နဲ့အာကောင်ထဲမှာလည်း၆ကက်လို့မီးစံအားပေးခြင်းနဲ့အတွေ့ကအမအယွန်းဘေးနာကပ်ပြီးအနောက်ချက်ပေးနေလိုက်တာလူတော်မတည်မငြိမ်ဖြစ်သွားတယ်အချွေရှားပါမှုပြဿနာနဲ့ဒစိတ်ကောင်းငယ်ကြောင့်အစွန်းထွက်လျှော်ပေးလိုက်ရတဲ့အပြင်မလို့အပ်ပဲရေတန့်ဘူးကိုရှင်ဝယ်ပိုက်မိသွားခဲ့ရပြီလေ။ ထံပိုးချင်းခက်မိတဲ့ဝေဒနာဟာမတန်ရာမတန်ကြီးစည်းကွက်ထဲမှာကျုပ်အစာအိမ်ကိုကျုပ်ဝင်စေခဲ့တယ်။ချင်းချင်းတစ်ခုအတွက်ကျုပ်အိတ်ခက်စီကအနီတရွက်လွန်ပါရင်ဗဇက်အချင်းအကျယ်လိုက်စီးဝင်သွားကြတဲ့ငွေသားများဟာအမှန်တကယ်အကျိုးပြုရလားလို့ကျုပ်မရေတရေစဉ်းစားမိတယ်။မကောင်းထင်လေ။လစာရဲ့35ပုံတည်းကနှုတ်ယူရတဲ့တပ်ပေါင်းထန်တွေကနည်းတဲ့လား။မိဖို့ကြောင့်လည်းမှ9ရက်လောက်လဲပက်လို့ရတယ်ဆိုတာသိနေတာပဲ။ အလောက်ခွင်မှာကျုပ်တို့အုံနောက်တွေရင်ချက်နေပြီမဲ့ရက်ဆွဲတစ်ခု ခုခဏန်းကနေဆယ်ခဏန်းပြောင်းလာလာတိုင်းပြေးလွားပြာရခတ်ကြတာစင်သားရနေပြီလေကိုပတ်ဝန်းကြီးစီကြည့်ပြန်တော့ကိုဝန်းအစာနာပေးမဲ့သူဆိုလို့ကိုပဲရှိတာဘဝသူတွေခြားကတောင်မင်းမြောက်မင်းဇလန်းဟာလဲမယိုးနိုင်တဲ့ကိုွယ်ပေါ့တခါတည်းရန်မကတဲ့ရာသီခွင်အရွေများကကျုပ်တို့စိတ်ကိုဒုက္ခပီးတတ်ကြတယ်ကိုပဲဆန်နဲ့ကိုနေချင်းများချင်းအပေါ်လွန်ဆွဲမှုတွေဒွိဟဖြစ်ချင်းတွေဂျုံနေရလို့ လူမှုရေးနယ်ပယ်မှာအစင်းအတက်တွေရှိရတာလည်းအခါကမကဘူးအထက်မကြအောင်မရောက်တဲ့ကျုပ်ရလူကလည်းကလန့်စရာထဲမှာအမိအထင်းသားရှိနေပြန်တော့ကျုပ်အဖို့တာကြီးရောနိုင်ကြီးပေါခက်ချီလာတယ်တရောက်ဆိုတက်မာတယ်ကွာစာအီကိုပိတ်လေးလေးလတ်လတ်ရေးပြီးကားကြုံစောင့်နေချိန်ထိထသွားထလာအချောင်းကျုံနဲ့မိမမဆွေးနေဖြစ်တာပါရမီဖြစ်သူတွေရဲ့အားသာချက်ပေါ့ဗျာတလာတာအလင်းမီရဲ့အကျွဲ့ ချင်းချင်းသုံးဆွဲနေရတဲ့အခြေအနေကိုဘသူကအားရချင်ပါမလဲတကယ်ဆိုချုပ်ကအပ်ပရိသတ်လင်းလဲပြိုးပြက်နေတဲ့အယောင်တွေကို ခွဲခြားစိတ်ပြအကဲဖြစ်ဖို့လာခဲ့တာမဟုတ်ဘူးရုပ်ပစ္စည်းနဲ့အစင်တစားပြိုင်ပွဲမှာစိတ်ဝင်စားခြင်းတွေကိုအကြောင်းမဲ့မျက်ကွယ်ပြုထားတာမဟုတ်ဘူးအပေါ်ရန်အရေးကြီးအောက်ကနောက်ကျမှုအနေများအကြောင်းချုပ်သက်တမ်းမှာကောင်းကောင်းသိနေပြီပဲ။ အတိအမှတ်ပြုခြင်းဆိုင်ရာနဲ့ပျော်ရွှင်မှုကိုမျှဝေခံစားဖို့ရည်ရွယ်ထားသူချုပ်ဟာတဏှာအမျှနေရတဲ့ခမ်းမထဲမှာအထိုင်ကျဖို့မလွယ်ကူဘူးဖြစ်နေတယ်။စိတ်တွေနဲ့တို့တို့သားသမီးတို့သမီးစီရောက်လိုက်ဝင်ပေါက်နာရောက်လိုက်နဲ့ဆုံဆန်ပြေးနေတယ်။ကျုံမင်းမတတိပေးခဲ့တဲ့စကားကိုကြားရောင်ရင်တခါကအချိန်ကိုအမတ်ရနိုင်မိတယ်။ဇွန်တချောင်းလက်ဖွဲ့မိသူကတံပေါက်နှစ်ပွဲစားခြင်းမှမညွန်ရင်ခဲ့တော့ အပြိုကောင်းလူပြိုကောင်းများကိုစပွဲတလုံးဝေဖလားနှင့်ယုံကြည်စွာအနံ့ထားသောနဂိုလူရှိခီအစမင်္ဂလာဥအလူဖြင့်လက်ခံထားလျက်ရလတ်မတိချမှုကို မတွေးထားသော အခန့်ပွဲကရောင်စုံပူပေါင်းဖဲချဲလိမ့်များနှင့်လာပါခဲ့တယ်လေအကူစားလေအချို့မဆူတဲ့ရေခဲမုတ်ကလယ်မြုံမတစ်ဆင့်နှလုံးထွေတိုင်းပူလောင်ခါသက်မှုများပြီးခဲ့မယ်ကျုံမင်းမမသိရှာဘူးအိမ်ပြန်ရောက်တဲ့အထိကျုံနှုတ်စိတ်နေခဲ့တယ် ကျုပ်ကဆွေးမိတဲ့အာယုံကိုဖျောက်လွယ်သူမဟုတ်မှန်သိလျက်နဲ့မြင်မိခဲ့တာကိုကျုပ်မားသွားတယ်။တချို့တွေလိုခယူမဆိုင်ခဲ့ရင်ကောင်းတာ။ကျုပ်စာရေးပေါ်ကလည်းရင်နဲ့အတွင်းကငွေသားပမာဏကိုကြည့်ပြီးလက်ဖွဲ့မှတ်တမ်းရေးသူခလေးမရဲ့အံ့ဩဟန်မျက်နှာထားဟာဓာတ်ရဲ့ပသက်သူစီက တုတ်ပြန်မှုဆိုလဲကျုပ်ခံစားသေးတယ်။ခုတော့ဒီလိုမှမဟုတ်ပဲ။အဲ့ဒီခလေးမရေးထိုးလိုက်တဲ့မှတ်တမ်းဟာကျုပ်ဘဝအစိတ်အပိုင်းဖြစ်သွားလိမ့်မယ်လို့ ကျုပ်လည်းမတွေးခဲ့ဘူးအဲ့နောက်ပိုင်းကျုပ်ကိုမင်္ဂလာဆောင်နေမှာမတွေးဖြစ်လို့အတ္တိတရားမိချရင်လေကျုပ်လည်းလိန်လေချင်းစကားတွေနဲ့ရှောင်းတင်းချင်းပညာတွေနဲ့တက်ဆင့်ပြီးတက်ဆင့်တက်လာတာအမှန်ပဲမဖြစ်မနေကားလွှင်းရင်ကာရမီဖိတ်စာတွေရောက်တဲ့အခါလက်ဖက်ကိုအကြုံနဲ့ပေးလို့လိုက်တော်တယ်ကျုပ်အတွေးတွေမကောင်းတဲ့ဘက်ရောက်သွားမှစိုးရင်ကလည်းပါလာပေါ့ကျုပ်စာအိပ်ပေါ်မှာဘာမှမရေးတော့ဘူးစေတနာဟာယာတုနဲ့မသက်ဆိုင်ဘူးမဟုတ်လား ျုပ်တို့မသွားဖြစ်တဲ့အခါအချင်းရဲ့ငွေရည်တွေကပူလာတာတော့တာပဲအင်္ဂလာဆောင်တစ်ခုသွားဖို့ကြိုတင်ပြင်ဆင်ခြင်းကာလမှာအလိုမကျမှုတွေကကျုပ်တို့ထဲအမျိုးသမီးရာပုံများမယ်ထင်ပါရဲ့ပန်ဖို့ဘန်ကားအစအလိုအမှုတွေနဲ့ဘာရကိစ္စများတက်တဲ့သဘာဝကိုကျုပ်တို့အပြစ်တင်နေတယ်ပျောက်သွားမယ့်အရာတွေမှမဟုတ်တာမတိဟန်ဆောင်တာကပဲစိတ်ချမ်းသာမှုကိုပြီးရလေအပြန်နဲ့နားလည်မှုတွေရှိနေရင်လောကကြီးကပျော်စရာပေါ့အကိုဒီတိုင်းသွားနေရင်အတိုင်းဝိုင်းချင်းသွားလိမ့်မယ် ညီမတို့စီမှာတားရှိနေတာကိုလည်းစဉ်းစားအောင်တော့ချုပ်ပါအောင်ထက်တွေ့ရမှာလေယောက်ျားလေးကြောင့်မေတမီးရှင်တွေကုံမငယ်တဲ့မိင်္ဂလာပွဲကိုချုပ်တက်ဘူးနေတာပဲကျုပ်သားစီမှာအဲ့လိုအင်အားတွေရှိရလေအချိန်တရင်ဆောက်ဝိုင်းတစ်ခုလည်းပက်ရမှာတော့မဲလို့ကျုပ်မျောလင့်ပြီးသားပါကျုပ်မစိုးရင်ဘူးမိဘဆိုတာကလည်းသူ့ရင်ထဲကတားသမီးအကြောင်းအမြဲရှိနေတတ်တယ်လို့ကိုဘလောက်ပဲနှိမ်ပါပါဆွဲတင်လို့လည်းစိတ်နဲ့ကြီးပြင်းလာသူတွေလို့ကျုပ်မြင်မိတယ် အစစ်စစ်နိုင်မှနေတဲ့မိဘတွေကလည်းဆန္ဒတပြည်တည်းရှိကြမှတေးကြတယ်အခုဘာတွေတွေးနေရလဲဒါအကြောင်းပါကျုပ်သားလေးတိုင်းနေတဲ့ကဝင်တဲ့မိသားစုမှပေါက်ဖွာလာသူပေါ့မနစ်မြောက်အောင်သူစူးစမ်းနိုင်ခဲ့တယ်ရုံးကန်ကြရင်သူပန်းနိုင်စီမှအလန်းနှွင့်နိုင်ခဲ့တာမို့ကျုပ်ပီတိဖြစ်ရတယ်လေသူ့ရဲ့တိတက်မှုကိုကျုပ်မလိုလားတာကလည်းကိုအကြောင်းနဲ့ကိုပဲရောက်လို့တဲ့စိတ်နဲ့ကျုပ်လူဖြစ်ခဲ့ရင်တော့ကျုပ်ဘဝဟာတမျိုးတစ်ပုံပြောင်းလဲခဲ့တာကြပါပြီပေါ့ ပေးဆက်ခြင်းအပြည့်အဝမလုပ်နိုင်ခဲ့ပေမဲ့ကျုပ်အတ္တကိုတော့လျှော့ထားမိပါရဲ့ကျုပ်အရင်အံ့ဩခဲ့ရပြီနာမည်ကခင်ထဲပါဆိုပဲတားစီရတပ်ပုံလေးကိုကြည့်ပြီးမိမရတဲ့အနေမျက်နှာထားတစ်ခုဟာတားချစ်သူတဲ့လားချစ်ချင်းမြတ်တာတွေအလုံးစုံပုံနှင်းထားတဲ့ဖခင်တယောက်ရဲ့နှလုံးသားထဲမှာညာတစ်ချောင်းဆက်ဝင်နေတာကျုပ်ဒီအတိုင်းပဲထားရတော့မှာလားဆွဲနှုတ်ဖို့ရရနိုင်မလားမြန်မာနိုင်ငံထဲမှာတော့ နေရအနဲ့မရောက်ဘူးလို့ချုပ်ကကဘာကြီးကိုကျင်းတယ်လို့စုံသင်းပါတခြင်းနဲ့တူလိုက်ညီရမလို့ဖြစ်နေပြီလေခုခေတ်လူငယ်တွေရဲ့ချစ်ချင်းကလည်းဘယ်လိုလဲမသိဘူးဗျာသူတို့အကြောင်းအရာကလို့ရင် အားလုံးကိုမေ့ထားကြတာတူသိမ့်မှုနဲ့ထိန်ချန်ခြင်းကိုလည်းမကွဲပြားကြအောင်အကူမကြည့်တွင်ယမလည်းလက်မခံစာထဲမှာတော့ဒါဒီတစ်ခါပြန်လာရင်စစ်ဆက်ထားခြင်းနဲ့တဲ့အကူကျုပ်မိမစကားကြောင့်ခေါင်းထဲမှာပူချက်ကုန်တယ် ကျုံဆုံးပြချက်ဟာဒါဆိုအခင်ဟာပေါ့လေကျုံငင်းစံလို့ငိမ့်မနေပဲရှစ်တိုးလာချကမှရေရှင်မှာတွဲမဲ့လက်တွေကျန်းတန်းကုန်ရင်ကျုပ်တရေခံပြန်ဖြစ်မှာပဲဒါမှမဟုတ်မရဲတာတဲ့အခြေအနေကြောင့်ဆက်သက်သွားတဲ့ထောင်းအများရန်ပောက်ကွဲနေရမယ့်ရင်ခွင်တစ်ခုကိုလည်းကျုပ်ယုံကြည်ဖို့ခက်မယ်ပြီးတော့ဒါ तू ကဝေးတမြင်မှာဘဝကိုတည်ဆောက်နေသူလေကိုပြောထောင်ခဲ့တဲ့အပင်ရဲ့စိမ့်လန်းဝေဆောင်မှုကိုမြင်နေရင်ပဲကျင်းတဲ့ချင်းကပြီးနေတော့လေသားမျက်နှာမညှိုးစေချင်ဘူး ကျောက်ကူမထူပြားရပြီလေ။ဒါလည်းမငယ်တော့ဘူးအကိုနှမျိုးနေလို့လား။မဟုတ်ပါဘူးကွာ။ဒီတခါဖုံးဆက်နိုင်ကြည်ကောင်းအောင်ပဲပြောလိုက်ကွာ။ကျုပ်ထားရခဲ့ရမယ့်အရာတွေယူသွားရမယ့်အရာတွေကိုတွေးမိနေတယ်။လူမှုကွန်ရက်စာမျက်နှာပေါ်မှာဗီဒီယိုဖိုင်တစ်ခုမှာမွေးကင်းစာကလေးတစ်ယောက်ကဘာမီပေါ်လွန့်ဆင်လာပြီးလေထဲမှာပဲအရွယ်ရကြီးပင်ပြီးတဲ့နောက်ကိုတုံးလုံးလေးနဲ့တင်ချိုင်းတစ်ခုတည်းထိုးဆင်းသွားတာကိုကျုပ်ကြည့်ခဲ့ဘူး။ဘဝဟာတုံလုံးတဲ့တဲ့လေး။ ကျုပ်တို့ကြုံတွေ့ကြရတဲ့ပြဿနာတွေကအချိန်တရင်ပြီးစီးသွားမှာပဲကျုပ်ကြောင်းကြနေစရာမှမလိုတာကျုပ်သားဘဝထဲဝင်လာမဲ့သူကိုကျုပ်ချူဆိုရမှာပေါ့ကျုပ်ကိုမြင်ခင်ထဲဝါမမေ့နိုင်နဲ့တားနဲ့ပတ်သက်ပြီးကျုပ်ကိုဘယ်လိုဆက်ဆံမလဲဆိုတာစိတ်ဝင်စားမိရဲ့တားကိုချစ်တဲ့အမိကရှင်တမမဖြစ်နေလားမသိဘူးငကိုတဲ့ပုံရင်းချက်လာသူတားကတော့သူ့တက်တဲ့နဲ့သူအထင်ဖြစ်နေပြီလေကျုပ်တို့ခင်ထဲဝါကိုစောင့်နေတာ15မိနစ်လောက်ရှိတော့မယ် အဖေတို့တခုတောင်းနေပါလားရှားပါလေငါသားရဟောအဖေထဲဝလာပြီအဲ့ဒီကလေးမအပြင်းမှန်းကြည့်ရင်နာမည်နဲ့လိုက်တယ်လို့ကျုပ်သားရွေးချယ်မှုကမင်းလေးလို့သုံးသပ်ရမှာပဲကျုပ်လူကြီးပြီပြီမဝိအဝိပဲမစောသင့်ဘူးကျုပ်သားကတော်ရှာတယ်မိတ်ဆက်ပြီးရင်ကျုပ်နဲ့မိမချောင်းမှာခင်ထွားဝါကိုထိုင်ခိုင်းလို့အန်ကဲကိုတမီးသိပါတယ်ချုပ်အလန့်တကြားဖြစ်သွားပြီရဲ့ ဝတခါကတွေ့ခဲ့ကြတာသူ့အကိုဝန်ကွဲမင်္ဂလာဆောင်တယ်လားဒါဆိုတို့သားဖခင်ဟာသူ့ဦးလေးကျုပ်တို့ဌာနမှုပေါ့ခင်ထဝါနဲ့သားကဘလို့တွေ့ခဲ့ကြတာလည်းမသိဘူးသားပွဲရတဲ့အထိချစ်သူရှိတယ်လို့လည်းကျုပ်မကြဘူးသားနဲ့ထဝါကသင်တန်းတစ်ခုမှစတွေ့တာဖြစ်ပြီးသားနိုင်ငံခြားထွက်သွားပြီမဲ့သူကဒီမှာပဲအလုပ်လုပ်နေကြတာအော်အေးအဲ့လိုကျုပ်အတန်လိုက်ပုံကဆရာဝန်ရှိမှလူနာကြီးပြနေတယ်လို့ပဲကျုပ်မင်းမလေး သူ့ချွေမလောင်းကိုတစိမ့်စိမ့်ကြည့်လို့အငယ်ကိုတမီတောင်းမဲ့စားရှိရဲ့အထင်မှားခဲ့တာဟုတ်ပါကိုကိုပြောမှအငယ်တို့ကိုပိုလေးစားမိသွားတယ်အစားကတော့အငယ်ရာထူးနဲ့လက်ဖွဲ့တာကိုအံ့ဩသွားတာပေါ့တမီကိုခွန့်လို့ပါပြီးတော့တမီကိုလည်းတမီတယောက်လို့ချစ်ပေးပါဆုံးမလည်းညွန်ပေးပါအငယ်ဟင်ခင်ထွယ်ဝါရဲ့ပွင့်လင်းယူသားမှုနဲ့ အမားကိုဝန်ခံတောင်းပန်တတ်တဲ့စိတ်ကရှင်ထဲမှာလာတယ်ဆိုတာကျုပ်သိတယ်။ဒါအတွက်ကျုပ်မြင့်ရဲဝဲနေမိတယ်လေ။ခင်ထင်မှာလည်းကျုပ်ချီးကျူးမိတယ်။ပကတိအမှန်တရားကိုရှာဖွေပြီး အမားဆွလွတ်တတ်တဲ့လူငယ်တွေရဲ့ခံယူမှုမှာကျုပ်ဝမ်းသာခဲ့ရပြီပဲ။ကျုပ်လက်ဖွဲ့ခဲ့တာနည်းသလားများသလားဆိုပြီးမတွေးဖြစ်တော့ဘူး။အကယ်၍များခဲ့ရင်တော့မှအံ့ဩဟန်မပြမဲ့ခင်ထင်ဝါရဲ့မျက်နှာထားကိုကျုပ်လက်ပြမလုံးပဲရှိခဲ့မှလေ။ကျုပ်ရဲ့နေထိုင်မှုစနစ်ပုံစံကြီးထဲမှာ ကျုပ်သားပျော်မွေ့စိတ်တော်ကမရောက်ခဲ့တာနဲ့တင်ကျုပ်ချစ်ချုံနေရချုံနှက်ပြီမဟုတ်လားမသိလို့တမီမားခဲ့တာပဲရပါတယ်တမီရဲ့ကိုကိုအဖေတို့စားဖို့မှာပို့လေအဖေတို့ဘာစားကြမလဲရှင်ပစုံလေးဖြင့်နှကောင်သုံးကောင်ကင်မုံငါကဘာယုံမြရင်းညိလေလေးငါပက်လောက်မုံလာဥနေဘူစားပဲတို့ကခတ်ပါပါကြောင်ငုံငယ်နဲ့ပေါင်းရင်တော့မှငါချက်သားမပြည့်ချင်း ဒီကြားတဲ့ကျက်ဥတလုံးရဲ့ချွေတားရေးပုံစံကိုမြင်ရသည်ပုံမှန်ပကံတပြားစာ အင်္ဂလိပ်ခေါ် seafood သမင်းချော်6ကက်ကို အာပါတရားစာရင်ငွေရှင်းဖို့စပွဲထိုးလိုက်အားအလင်းစလိုခေါ်လိုက်မိချေတော်သည်တဲ့တကားပိုင်တွေးတင်ချာကျွန်တော်ဆက်လက်ပြီးဖက်ပြမှာကတော့ဆိုင်းဆရာလာမြင့်အောင် တောင်ကုတ်ရေးသားထားတဲ့တရင်ကောင်းဆိုတဲ့ဝတ္ထုတို့လေးကိုဖက်ပြမှာဖြစ်ပါတယ် ဆက်လက်ပြီးနားဆင်ပြကြပါအောင်ခင်ဗျသတင်းကောင်လူတွေများပြောပါတယ်လူကြီးဤကိုကျွဲဖက်ဖို့ဝင်မလေးကြဘူးသူတို့ညညွတ်နေတာကြောင့်အခုလိုအခက်တွေ့နေရတာပေါ့သူတို့ဆိုတာကဟော်တီတရွာလုံးကိုပြောတာနော်ဒါကြောင့်မလွယ်ဘူးလို့စိန်သုံးပြောတာကြည့်လေတရွာလုံးကတစ်ဖက်စိန်သုံးတယောက်တည်းကတစ်ဖက်ဆိုမှတော့စိန်သုံးဘက်ကဘလောက်မမှန်အရာထင်ပါမလားလို့မတကာစိန်သုံးမဲရွာပြင်ထုတ်ခမ်းရမှာခက်တာကကို့အိမ်ဦးနဲ့ကိုတိုင်ပြုတ်မနူးလို့ လုံနေတဲ့ကိစ္စရှစ်လူကြီးသူမတွေကပြောခဲ့တယ်လေလင်းစိုးမရတဖားဖားဆိုပဲစိန်သုံးတည်တာကကိုရတဲ့လင်းယောက်ျားများမူးယူပေးတင်နေမရဖြစ်သူမှာတော့သူ့ထိုက်တဲ့သူကန်တသက်လုံးစင်းရဲမွေးတည်ပြီးဆုတ်ဆုတ်ပြက်ပြက်နေရချာတာကိုပြောတာလို့ပဲပေါ့ဒါပေမဲ့စိန်သုံးမှအဲ့လိုမဟုတ်ဘူးစိန်သုံးလင်းကိုဖိုးချားဆိုတာအရက်မူးဖို့နေနေသသာကိုရတဲ့ကထမ်းမင်ကိုတော့မှမော့ကြည့်ပုံမရတဲ့ဟာမိဘအမွေလေယာရီနဲ့ပြည့်စုံတဲ့အပြင် အတော့အစာကင်းတာကြောင့်စိန်သုံးတို့လင်ကန်ကောင်းကျဲလို့တရွာလုံးဝိုင်းပြီးအားကြလို့စားဖို့မပူရဝိတ်ဖို့မပူရအားလုံးပြည့်စုံပြီသားဒါကြောင့်ကိုဖိုးချာမကောင်းချောင်းပြောရင်တောမိတယ်ဆိုပြီးမျက်စင်းခက်ခဲရမှသိကြတယ်ကိုဖိုးချာကိုဘသူတွေဝိုင်းမြောက်လိုက်တယ်မသိပါဘူးဟိုရက်ကမြို့တက်ပြီးပေးရောင်းလို့အပြင်မှာလက်ထဲဖုံးတလုံးပါလာတယ်ပြောရမယ်ဆိုရင်ဖုံးကအိမ်မှာလဲရှိပြီသားဥစ္စာဟိုးရင်မကြီးပင်ကြီးမှာအာတိုင်ထောင်ပြီးလိုင်းဖမ်းရတာက အခုတော့တိုင်မလို့တော့ဘူးပေါ့ က်ကတူမှာတက်နေတဲ့သမီးနဲ့ပြောနေကြပါအခုဟာလက်ကင်ဖုံနောက်ဆုံးပုံမူ3သိန်းကျော်တော့မပေးရဆိုပဲအော်မလီကြားစားကစိန်သုံးမှရင်တုံပန်းတုံဖြစ်လိုက်တာစိတ်ကိုမနှဲထင်ရတယ်ကိုပူကြားကတော့ဘာမှမဖြစ်သလိုရန်နဲ့ဖုံးတလုံးကင်ပြီးမြောက်ကျွမ်းမြောက်ကျွမ်းဟန်တချီချီလောက်လို့ပြီတော်ဝင်လာတယ်ရွာထဲကလူငယ်တွေကလည်းသူ့ရဲ့ဖုံးကိုအားကြလို့တဲ့လာလာကင်ကြည့်ပြီးစမ်းသက်နေကြတာကိုများကိုဖိုးကြရဲ့လေအောင်ပါလိတီတိမ့်တပေါင်းစုကြီးပောက်ထားတဲ့မျက်နှာပြင်းမျိုးနဲ့ ချီနူးနေလိုက်တာပြောကိုမပြောချင်ဘူးပြောလိုက်ပြန်ရင်လည်းဖွက်တထက်ညစ်မှာဆိုလို့အောင့်ဤနေရတာစိန်သုံးအောင့်ဤနေရတာကလည်းသူ့အကြောင်းနဲ့သူမို့အကြောင်းအချက်ပြည့်စုံပြီးသားချီလေစိန်သွင်းလို့စီမှာစရင်ကလုံနေတဲ့မိကြီးဆိုတဲ့ကောင်လေးတောင်ဖုံးကင်ထားတာပဲမိကြီးကအသက်20ပြပြရဲ့ကျမရေချိုးတက်နေတဲ့မိခင်မဟုတ်ဆိုမှကြီးကိုလှုပ်ကြည့်နေရတဲ့ခလေးလာခွေနေတခါလောက်ရောက်မှ စိန်သုံးစီမှာငွေ3000ထုတ်ရတာစိန်သုံးကတော့တနာလို့အမြဲတမ်းပူပူမူမူပြီးနေကြပါငွေနဲ့တက်မယ်ဆိုရင်တစ်လ5000 6000ဒေါ်လဲကြိုက်တာပေါ့ဟိုတလုံးကကြားလိုက်ပါတယ်မိကြီးရဲ့ဖုံးမဲ့တဲ့အမလီကြသားမူကျအရရက်နေပြီးတော့ကြားလို့မှမတော်ဆိုသလိုမျိုးမိုးရွာရွာနေပူပူဖုံးထူးထူးဆက်နေရသည်မရွေးနှင်းနှင်းညံ့ညာရွာကိုစိုက်ကဲတစည်းနဲ့ရောက်လာပြီးဖုံးအယောင်းဝယ်လောက်တဲ့လူစီမှာအကျွေးဝယ်တာဆိုပဲ ်ပထမတထောင်းပဲပြီးနောက်လာတွေမှာတလတထောင်းနှုန်းနဲ့ပြီးရင်တနည်းနေချီရောတဲ့ကျွမ်းမာလည်းအဲ့လိုကျေးဇူးချောင်းမို့လူတယောက်ကိုဖုံးတလုံးနှုန်းနဲ့ကင်နိုင်ကြတာပေါ့သူ့ဦးနဲ့သူ့ဆန်တန်ယုံတော့ကောင်းပါတယ်စိန်သုံးကလည်းဖုံးကင်တာကိုမနာလို့တူရှိမဖြစ်ပါဘူးနော်အခုကရရဆဆလုံနေတဲ့မီးကြီးလိုလူမျိုးကြတော့စိန်သုံးစိတ်တဲ့ရူးရူးရွာတာဖြစ်နေတာအော်ဒီကလေးနဲ့စင်းတောင်စင်းရဲကြတဲ့ဖုံးဝင်ရတယ်လို့အင်းသူခင်နဲ့တူတော့ အာသူတော့တွင်ကျဲချင်းရှားမလေးလို့ရင်မဲ့ရှားပြီးစိန်သုံးတရားနဲ့ဖြေးလိုက်တယ်။တိတ်မကြဘူး။စိန်သုံးတရားနဲ့မဖြေးနိုင်တော့ပဲလဝဲဆောင်နဲ့ဖြေဖို့ကြုံတယ်။မြကြီးနှချေကြုံပြီးရင်ရခင်းနဲ့နှစာပြောင်းမှုယူသွားတယ်နော်။စိန်သုံးလည်းသူ့ကိုပြောပြီးသမီးခင်းချက်ဖို့မိဖို့ချောင်းဝင်ခဲ့တာပေါ့။အချိန်တန်တော့နှချီးပုံတွေကိုရှင်းပြလောက်ပြီးအထင်းနဲ့ချောင်းကြည့်လိုက်တာ။ဟဲတဝဲလောက်တောင်မှကြံနေသေးတာပါလား။ ခါတိုင်းဆိုရင်မိကြီးရဖင်ပေါ့ပေါ့နဲ့လေကလေးတချွန်ချွန်လုပ်ရင်ခဏလေးပါဒီကလေးဘဲများတဝေထိုးပြီးလမ်းတလားသွားပါလေလို့တွေးတယ်ဒီလိုလူမျိုးပေါက်အရွယ်လေးဆိုတာလမ်းများတက်တာစိတ်နှုံးသည့်တာပဲနွားတင်ဘုတ်ဂုတ်ဖက်ထွက်ခဲ့တော့မှလာလာတကောင်သားကဘဲမှမသွားဘူးကိုဒါပေမဲ့သူ့ကြည့်ပြီးစိတ်တို့စိတ်တို့သွားတယ်ကြည်အောင်လက်တစ်ဖက်ကနှရှိခေါ်ကိုထိုးထန်းကောက်တောင်းနဲ့ထက် ြင်းရင်လက်တစ်ဖက်နဲ့တောင်းကိုမနိုင်မနှင်းမှပြီးလောက်ဒီလောက်လဲသွားပြစ်နေတာသူ့လောက်ပုံကစိန်ချူးချာညောင်ယူရီယာတချင်းစီးချက်လိုလေးလေးဖြင့်ဖြင့်ကြီးပုံမှန်အတိုင်းဆိုရင်စိန်သုံးတော်ကူလုံးမိလေအောင်မယ်အခုဟာကသူ့ဘာသူထူထူကဲကဲလက်တစ်ဖက်တဲ့အတုံးချနေတော့စိန်သုံးမျက်လုံးပြူးသွားတယ်ဘက်နဲ့ကိုယ့်လောက်ကိုဖြောက်ဖြောက်တန်းတန်းမလုပ်ပဲဖုံးနဲ့တပုတ်လိုက်နေပုံများစိန်သုံးចောင်းနေတော့ကမြို့မှာခေစားလို့ကြီးခဲ့ဘူးတဲ့လက်တစ်ဖက်ပြက်အိုင်းသမားရုပ်ရှင်ကိုတော့တရိယာမိလိုက်တယ် လက်တပယ်ထဲနဲ့ဇပွဲထူတာကြည်ကောင်းချက်အခုမိကြီးကအဲ့ဒီဇက်ကလိုက်လို့မျိုးကျန်တဲ့လက်တပယ်ကဖုံးကိုနားဝါးမှာတိတ်ခဲ့ပြီးနားထောင်လို့ဖုံးတွေကအတန်မျိုးစုံကိုနားထောင်ရင်းဘီဂျီဂျီမျက်နှာပြင်းနဲ့ရီလိုက်ပြုံးလိုက်ယူးများနေလားလက်တပယ်ပြက်တိုင်းသမားကဇက်လိုက်မှုကြည်ကောင်းပေမဲ့အခုလိုဇက်လိုက်မှုတဲ့မိကြီးကိုမြင်ရတော့ကြည့်မကောင်းတဲ့ပြင်ခံမင်းစရာကောင်းလို့တော့အန်တော်ချိတ်မိတယ်ဒီလိုမျိုးအချိန်ဖြုံးနေလို့ကတော့နွားတွေအစာငတ်သေမဲ့ခင်ဟွန်းသူ့ကိုကြည့်ပြီးစိတ်မဆိုးပဲနေပါမလားလို့ ຈောင်းມັນກັນມັນທີ່ອອງຈໍປິນກໍຍໍດິມລຸລະເວຊ້ອງຊີບີກັດຕົວລະຂີດັນຖ້າຈ້າແດຖິນແຍເລັດຈີເລັດຈີລົງຍິນຢາກິນເບັດຊີຕະຈູແດປິຍໍບັດນະລົນລົນແດຕັນຍາຊ້ວແຊນລຸບອກຢາຍິນຕຸຈີເບັດບໍ່ຫມໍຕະຍွာລົງແດທີ່ປົກເທກະທີ່ເບັດພິນີຊາລະກູဘသူပါဖြစ်နေဖြစ်နေနေအရင်ကတော့စိတ်သွင်းအနေသာကြည့်ပါအခုဟာကအဲ့ဒီပြဿနာကကိုယ့်အိမ်တကလာခောက်ရုံမကအခုအိမ်ပေါ်ထိပါတက်လာပြီအဲ့ဒါကိုဖိုးချချောက် ABC တွေတဲကွက်ပူတော်မှာမျက်မှောင်ကုတ်ပြီးမနေပြုပြဲကြည့်နေရတာတလောက်တင်ငေတာတွေများတဲ့ဖုံးဆိုကိုဖိုးချာအုံနောက်ပြက်သွားမှစိုးရင်လေကိုကသာစိုးရင်နေတာသူကတော့နောက်ဆုံးပေါ်ဖုံးဖို့တအိမ်တက်တအိမ်စင်းလိုက်ပြလို့မပြီးနိုင်မစည်းနိုင်နွားထုတ်ချင်းကိုမသိစဘာလန်းဖို့မရနန်းခင်းတဲ့ခြေဦးမလက်နိုင်နဲ့ထမင်းစားဖို့ဝိုင်းပြင်ထားတာတော့ကိုအိမ်ထမင်းစားခြင်းတဲ့အခါထဆားလို့ရတယ်တည်င်းအတိနောက်ကျရင်ရွာအုပ်ကြီးမောင်ဆန်တောင်းပြောသမှယူမှာပါတဲ့ မျက်စိတညာဖုံးပို့ပြီးမှထားစားတယ်ညာဆိုရင်လည်းဘယ်ချိန်မှအိယာဝင်နေမပြောတတ်မနဲ့မှထုတ်ရတာစိတ်တုံးအလဲကြီးပဲသူကဖြင့်နေဖြင့်တထိုးအိတ်နေတာကိုဒီတော့မကောင်းလဲမိကြီးကောင်းလဲမိကြီးပေါ့နှစ်ကိုကမှလင်မယားနှစ်ယောက်ထဲမှုစကားနေရတဲ့ထက်အခုလိုအိမ်မှာဆက်ရုပ်ကြီးနေရုပ်တရွရွလုံနေတယ်လို့ဒီနေ့ခရသတင်းခစ်တယ်လေအဲသူတို့ကအကန့်အထောက်တွေနဲ့အခိုင်အမာပြောတာကိုညင်းလို့ကတော့စိတ်တုံးတာအကျံမှောက်သွားတယ်သူတို့ဘက်ကလည်းမဲအတာနဲ့အပြတ်အသတ်နိုင်ပြီးသား မတောက်တခဘဟုတုတလေးနဲ့စကလုံး၅သုံးနေကြတာလေတငါနာနီတငါမုတ်ဆူနာနီမုတ်ဆူလိုပဲပြောရမလားပလင်းတူဘူးဆိုလားသူတော်ချင်းချင်းတည်င်းလွတ်လွတ်ပေါင်းဖဲတွေ့နေကြသလားမဆူနိုင်တယူဟာလုံးလိုလိုအချိန်နဲ့အမျှဖုံးပို့ကြတာဖုံးကနေတည်င်းတွေရလို့ဆွေးလန်းကြတာဆိုပဲတည်င်းတွေကလည်းတက်ပဲတက်လာချည်ရဲ့ဥပက်ဥပုပ်ဇရက်လို့လည်းမရှောင်ကြတော့ဘူးရဲ့ဖုံးမပို့တဲ့စိန်သုံးတို့မိမကြီး၄၅ယောက်မှာ ူတို့နဲ့အပြန်ဝစီပိတ်ချင်ရင်အအအတိုင်းပြီးရောက်နေတယ်လို့ငါမစင်စင်တနေ့တနေ့တမထအလုံးမှသာဒီလောက်အားထုတ်နေဒီလောက်ဆိုဇံရကြရောပေါ့ဖုံးပုတ်ပြီးဇံရတယ်တော့မကြားရဘူးရံရတာပဲကြားတယ်အလုတ်ကင်ပြက်လုံးလို့လင်မယားတွေရံဖြစ်လိုက်ကြတာဟိုနာစီစီဒီနာစီစီနဲ့တရွာလုံးအုံအုံထရွာကိုဖုံးလာရောက်တဲ့လူကိုချက်ချပြေးလိုက်ရဝက်ချပြေးလိုက်ရနန်းအိတ်တွေပဲအိတ်တွေပြေးလိုက်ရနဲ့ပွက်လို့ရိုက်ကုန်ရောသူတို့ကဖုံးကနေငွေကုန်ခံပြီးတင်းယူနေတဲ့အချိန်မှာ စိန်သုံးကအင်ပေါ်ကနေတည်နေအလကားပယ်တင်ရနေတာလေဒါရင်ပဲလားမေရဲ့ဒါထက်ထောင်ပူသေးလို့ကာလူတာဒီဒါဤအမက်ကြီးဘဘရွှေမန်းတင်ပေါင်လေးတဲ့ပြောလိုက်ချင်လားရွာလန်းတဲ့ကဖုန်လေးချားမှလူတွေခြေတောင်းနဲ့တက်နေထားတဲ့စာရွက်တွေဆိုတာလေဖွေးဖွေးလို့ပြန့်ကျင်နေတော့ဘယ်မှာကြည့်ကောင်းလို့လဲဖုံးပိကအကွန်တွေဒီအမလေးလေးဒီရွာကလူတွေချွေးနေစာငွေကြီးနဲ့လဲလှယ်လိုက်တဲ့အမိုက်တွေပေါ်လို့ကြားတွေကနေစိတ်သွင်းဖြစ်နှမျောနှမျောတာပြောမနေနဲ့တော့ ဟိုတလောကရန်လမ်းမထဲလုံထွေးတပ်ပုတ်ကြတဲ့တာဘူးလိုလင်မယားကိုပြန်မြင်အောင်လေမိမဖြစ်သူကတမိချောင်းစာအုပ်ဖို့လိုလို့တဲ့စိန်သုံးစရာငွေတစ်ထောင်ချီးသွားတယ်။နောက်နေ့မနေ့မှကျောင်းသွားခဏနေကြတော့ငွေတစ်ထောင်ပဲရှာတွေ့တော့လို့တဲ့။စကားများပြီးတပ်ပုတ်ကြတာလေမတတ်ရင်နေမလားတာဘူးရဲ့ငွေတစ်ထောင်ဖို့ဖုံးပေဝယ်ထည့်လိုက်တယ်ဆိုပဲ။ဖုံးပေလာရောက်တဲ့လူကြီးအိမ်ရောက်လာတော့ဖူဖူးချားနဲ့ပြောတာကိုနှစ်သုံးနှစ်တန်ချလိုက်ရတယ်။ဒီနာတော့ဝိုက်ဂျွမ်းနီချုပ်ဆက်ကိုဖုံးပေလက်ရောက်တာ။ ရက်တက်တပတ်မှာ၁၀သိန်းလောက်ရတယ်ဆိုပဲဖရားကြီးစိန်သုံးတို့ရာခင်းတရာသည်လောက်တာတော့၁၀သိန်းမကိုက်ဘူးရဲ့မရှိစင်းရဲသားတွေခင်ဗျာသူတို့တုံးတာသူတို့မတိလောက်ဘူးထင်တာပဲကိုတခါရွာ၃ညချားရေကန်ကိုရေမဲများလောင်နိုင်အောင်သူ့ဖို့ကုန်ချမဲ့ငွေ၁၀သိန်းကိုဆုထည့်ချဖို့ပြောတော့ကညှိလိုက်ကြတာခိုးရီတော်ငိုလောက်တယ်အစိုးရစီကရမဲ့ရန်ပုံငွေကိုမျောရင်းရေရှားတဲ့တန်ကိုအနစ်နဲ့လာလာကြန့်ကြန့်ခံနိုင်ကြတာတော့အံ့ရောဥနဲ့ငါလဲပြင်တက် ဥမဲ့ငါလဲပြင်တက်ဆိုပြင်တက်ဆိုတလို့ရွာသားအားလုံးကတည်င်းခေစီကိုအဝေါ်တောင်းတင်းနဲ့ရဲရဲပျပျော်ကြီးချီတက်ရင်စင်ရွင်နှစ်နဲ့တူးနေကြပါဘကောလားစိန်သွုံးတို့လိုကြီးလက်တော်ရွာသားဆိုတာကနိုင်ငံလူကြီးရ80%ခန့်နှုံးချော်တာတဲ့ရွာမှာစိုက်ပျိုးစရိတ်ထုတ်ချေးပို့လာတဲ့လူကြီးပြောတာကိုမကြခဏကြားနေရတယ်လေနဲနဲနော်နော်လာငယ်ငယ်တုန်းကကြားဘူးတဲ့ဂုံမောင်ခေပစက်ရာဆိုရင်လည်းကလေခွန်ဖြက်ခနဲ့တတိရလိုက်တော့ ဟဟပက်ပက်ရင်းမိတယ်။ကိုဖိုးကြောင်အောင်ဖုံးမွညာကမျက်မှန်ကျုပ်ကျုပ်ကြီးနဲ့မျက်မှန်ပေါင်းကိုကြော်ပြီးကြည့်တာ။ဘာလဲစိန်တုံး။စကားပြောစရာလူမရှိလို့တရောက်တဲ့ထင်ရလျှောက်လို့ရကယူများသွားပြီလားယင်။အမဲအယူရတမှုတအိုက်တဲ့။ရင်းရင်းကကိုဖိုးချစီမျက်ဆောင်ထိုးပြစ်လိုက်တယ်။ချုပ်ယူပါဘူးကိုဖိုးချရဲ့။တော်တော့ယူတာကြည့်ပြီးကျုပ်ကြီးချင်တာမအောင်နိုင်လို့။အော် ်ငါလိုဘုဒ္ဓပြည့်စုံတဲ့သူကမှယူတယ်လေပါလေကိုင်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 ငါယူတာပြောကြည့်ပါဦးကုံမောင်ခေဘိုးတော်ဖရာလက်ထက်တုန်းအခါကပေါ့အဲ့ဒီဘိုးတော်ဖရာရှင်ဘရင်မဖြစ်မီတာမန်မင်းသားဘဝကလေးကအတူတူနေလာတဲ့ငယ်ချုံဥဖို့ဥဆိုတာရှိရဲ့လေဆက်ဆောင်ခင်မင်းနဲ့စိန်တုံးငါလည်းအဲ့ဒီတော့ဒုံမွေးပါဥဖို့ဥကိုတိပါတယ်ဟာအင်းပါအဲ့ဒီဘိုးတော်ဖရာရှင်မင်းဖြစ်တော့ငဲကျွန်ဖြစ်တဲ့ဥပ္ပဥကဝင်ကြီးတဏီယာတောင်းပါတဲ့ ဘိုးတော်မှလည်းဝင်ကြီးနေရကပြင့်နေပြီမင်းကိုဝင်ကြီးနေရတော့ပေးစရာမရှိဘူးလေးခွန်းကောက်စားကြည့်လို့မိတ်တက်ဘာမှစားစရာမရှိတဲ့နေရာမျိုးတက်မြင်ပြောလိုက်တာလေဒါပေမဲ့ပေါ်ဦးကဒါကိုမှတ်ထားပြီးနန်းတွင်းသူတွေလေးလည်းရင်အခွန်တောင်းတယ်အရက်ထက်ကဖွားကြီးတွေပူလို့ရက်လေခတ်တာတွေ့လဲလာထားပဲမိဖို့ကြောင့်လည်းမိမုံနေတာမှဝင်တောင်းပါဇက်ကလေခြုံနဲ့တောင်းမြစ်ထဲလေတွေရွက်တိုက်နေတာကိုခေါ်တောင်း အဆုံးစွန်မှာစကားကြကြပြောရင်လိုက်တောင်းတဲ့လုတ်တော့တာပဲပြည်သူတွေကမခံမရနိုင်လို့ဘိုးတော်စီရှောက်တင်ကြတော့လေဘိုးတော်ခင်ဗျာသူ့စကားနဲ့သူအေးအေးယူလို့ကမရနဲ့ဒီတော့မှပေါ်ဦးကိုပြန်ခေါ်ချော့မော်ပြီးတန်ရာတန်စီပေးလို့အမိတော်ကိုပြန်ရုပ်တင်ရတဲ့ကိုဖိုးချရဲ့အခုဆိုရှင်တို့လည်းပေါ်ဦးလက်တွေစီလေခွန်ဆက်နေရတာမနဲ့မျောချဘူးလားရင်ကျုပ်ဖြစ်ဥပေါ်ဦးရဲ့လေခွန်ကိုတွေးတွေးပြီးသဘောချလုံလို့လေဒီနေ့တော့ရာကင်းတဲ့ကတင်းမှာနင်းတွေ နန်းတွေချင်တွေရမှာမို့ကိုဖိုးကြကိုမနေ့ပြောခေါ်လာခဲ့ရတယ်။ဒါလောင်သူကနန်းပုံကိုတစ်ချက်ကြီးခတ်မှန်းပြီးထနောင်းပင်ကြီးဝင်သွားတယ်ဝင်သွားမှာပေါ့ဖုံးဖို့တော့မှတည်တာပဲ။ထော်လာကြီးသမားကအကူကြီးပေးလို့စိန်သုံးတက်တာဒါဒါလောင်ထော်လာကြီးသမားကလည်းဖောက်တာပါပဲ။နန်းအိတ်တွေတင်နေရင်တစ်ချက်တစ်ချက်ဖုံးပုတ်လိုက်သေးတယ်။စိန်သုံးလည်းအေးထူလာပြီးကိုတီးခင်ရတာပပို့ကြပို့ကြပို့နိုင်မှာကို့ဖို့ ကဲကိုဖိုးကြရေနန်းအိတ်တွေတင်ပြီးသွားပြီနော်ရှင်လဲတဘာလေးလိုက်သွားလို့ရပြီအိမ်မှာမိကြီးရဲ့စောင့်နေလိုက်မယ်ရှင်တို့ယောက်ျားသားတွေနန်းအိတ်တွေကိုဂိုဒေါင်ထဲကတခါသေးတာတည်ကြပြီရောတမီးရဂိုဒေါင်ကိုတန့်ရှင်လောက်ပြီးသားဖြစ်လိုက်မယ်ကြည်ပါလားကိုဖိုးကြလောက်ပြီဖုန်းကိုတက်တက်မဲပို့နေတော့မကြားသလုံးမထုံတက်သေးနဲ့အဲ့တော့ကိုပဲစိတ်တော့စိတ်မရှိတော့အရင်အကြောင်းဆိုဖုန်းပွင့်ရင်တေကုန်မဲ့ဟာလေကိုဖိုးကြအေးပါဒီမှာတရင်နေတက်နေလို့လာလာပြီလာပြီ စိန်သုံးမတရားအွန်လိုင်းမှာဖုတ်ဖက်ခါပြီးထလာတယ်။တော့ဘာသတင်းကောင်းတွေမြာရနေလို့လဲပြောပါဦး။ကျုပ်တို့ရောက်ကိုကျမရဲ့ဖွဲ့ကွင်းစီစိတ်ကူးပေးဖို့လာမလို့ကြင်ညာထားတာခုလာပြီးတဲ့လား။ကျုပ်လည်းခဏခဏခေါင်းမူမျက်စိမုံလာလေ။ပြကြင်လို့ပါတော့။မဟုတ်ပါဘူးဟာ။ဘယ်မှာဘုံပေါက်ပြီးလူသေးတာရဲ့ရန်ကုန်ကမြို့နယ်တစ်ခုထဲမှာတနေ့တည်းမိငားချိန်လောင်လိုက်ပြီးတော့အမလီတော်ပောက်ပောက်ရှာရှာသူများတွေတေကောင်ပေါင်းနဲ့ဒုက္ခရောက်ကြတာကိုရှင်တို့ကတရင်ကောင်းဆုံးပြီးမမမမောစောင့်ကြည့်နေကြလား ငွေအကုန်ခံအစင်းရခံပြီးတည်င်းခစ်ကိုထူချောင်းနေကြတယ်ပေါ့လေဟင်းမပြောလိုက်ချင်ဘူးအကြီးလေးအကြီးလေးအင်ကိုအမြင်လာအောင်ဗျဦးလေးကြရောပဲအဖေကဒီခေါ်ခိုင်းလိုက်လို့ယုံဆိုသူတော်မောင်ရွှေကောင်းပြံကမြင်ွေးနဲ့ဘွားကနေပေါ်လာတယ်။ကမူရှူတို့ပြေးလာရလို့သူခမအမောဆုပ်ပြီးစကားမဆက်နိုင်ပဲဟောဟဲစိုက်နေတယ်။စိန်သုံးလဲသူ့ကိုမျက်လုံးအပြူသားနဲ့ကြည့်ရင်စိတ်ကြံကြရဲ့ကိုဖိုးချာဖုံးကိုပိတ်သိမ်းရင်ရွှေကောင်းပြံကြီးကစကဲတန်းကိုညှော်နေတယ်။ မီး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 ရွာဘက်စီလက်ညိုတထိုးထိုးနဲ့ဟာဟာအိမ်ကိုမီးလောင်နေလားငါချစ်ကပြေးလိုက်မယ်ကိုပိုးကြဘာမှပြန်မကြည့်တော့ပဲဆိုင်ကယ်စီတဟုန်ထိုးပြေးခွာပြီးလေလူရဟူကနေပြေးသွားလေရဲ့စိန်တုံးမှာတော့ကတုံကရင်နဲ့ချင်းမကင်မိလက်မကင်မိမူးမူးရိုင်ရိုင်မီးမီးလောင်တာမဟုတ်ဘူးအကြီးလေးမီးမီးကြီးမီးကြီးဟဲ့မီးကြီးဘာဖြစ်တာတော့နွားဝေခံရလို့လားစိန်တုံးကရှင်နဲ့နဲပေါ့သွားပြီးဂယုတဆိုင်မေးလိုက်တယ် မိကြီးကိုနောင်းဝေးတာမဟုတ်ဘူးအကြီးလေးရဲ့မိမိကြီးကမမလေးကိုဝေးတာဟက်ကောင်လေးငါ့ကိုရှင်းရှင်းပြောစမ်းငါငါရင်နေတုံလုံးလို့ပါရဲ့ရွှေကောင်းပြောင်ကစိန်သုံးမျက်နှာကိုစိုက်ကြည့်ရင်လေးလေးပင်ပင်ပြောလာတယ်မိကြီးလေကိုကိုရောင်ကိုတက်တက်ရှင်ရင်လုံးနေတယ်မမလေးကိုအတင်းမမလေးလည်းတတိမရတစ်ချက်ရတစ်ချက်နဲ့မိကြီးကိုရွာသားလေးဝမ်းရိုက်ထားလို့ တွေးနေနဲ့အမလေး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 ကိုချိုးနေပါပြီဖုံးတလုံးနဲ့မိကြီးရဲ့ PDD မျက်နဲ့ဘေးရဲ့ပြီးတော့ကြောင်ပြီးလို့မနေကမှအိမ်ပြန်ရောက်ပြီးအနာယူနေတဲ့ငါသူ့ကိုတမီလေးတမီတတမီလေးရေဟာအကြီးလေးအကြီးလေးလဲလဲကြောက်ပါဦးဗျာခေါ်လို့မရတော့ဘူးလာမြအောင်တောင်းကုန် အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာအားလုံးပဲဘေးရန်ပေါင်းမှကင်းစင်ပြီးကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ